အဖေ့ချ်ကင်း YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါအားလုံးဒါစိတ်လို့ရှားစရာကောင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးတစ်ခုနဲ့ဒါမိတ်ဆက်ပေးဖို့ပါဆိုတော့ဒီအစီအစဉ်လေးဒါစိတ်လို့ရှားစရာကောင်းတဲ့အစီအစဉ်ကောင်းလေးသတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့တော့အဲ့ဒါအဲ့တော့ကျွန်တော်တို့ challenge ပေါ့နော် စိန်ခေါ်မှုတစ်ခုပေါ့အဲ့တော့ challenge လို့ပြောရင်တော့ကျွန်တော်တို့အာတမယိုးကြတာမန်တော့မဟုတ်ဘောဗျာခက်ခဲမှုတွေတော့ပါတာပေါ့လीဆိုတော့ဒါကတော့ကျွန်တော်တို့ challenge လေးပါအဲ့တော့ရိုးရိုး challenge တော့မဟုတ်ဘူးဘယ်လို challenge မျိုးလဲဆိုရင်ဒါကျွန်တော်အတွက်လည်းအကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ် public မှာကျွန်တော်အများအားလုံးပေါ့เนาะအများပြည်သူအားလုံးကိုတကယ်ပဲကျွန်တော်တို့ဒါပြောင်းလဲပြမှာဖြစ်ပြီးတော့မှာ စီမင်းစည်းကမ်းတွေကိုတေချာလေးလိုက်နာရမှာပေါ့ဗျာဆိုတော့ကျွန်တော်အတွက်လေဒါကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါဘာပဲပြောကျွန်တော်အဲ့ဒါကိုအကောင်းဆုံးကျွန်တော်ကိုကျွန်တော်ဒါစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဒါကိုကိုကိုဒါစိန်ခေါ်လိုက်တဲ့ဒီဒေါ်လာ1000ကနေ3000ကိုပြောင်းလဲမဲ့အစီအစဉ်ကိုစမှာဖြစ်ပါတယ်ဆိုတော့လူတိုင်းမှာတော့ကိုယ်တိုင်အိမ်မက်တွေရီမန်းချက်တွေဖြစ်ချင်တာတွေ ဒါတွေရှိကြစမြဲပေါ့နော်။အာတစ်ချိန်ကျရင်တော့ငါငါရဲ့မိသားစုကိုကောင်းကောင်းထားနိုင်ဖို့ငါရဲ့အဖေမေကိုဘယ်လိုဖြစ်ဖို့ဟာလားငါကဘာပတ်နိုင်ဖို့လူတန်းနိုင်ဖို့ဆိုရဲကောင်းတဲ့ယဉ်မှန်းချက်တွေလည်းဒါရှိကြမှာပဲ။ဆိုတော့ကိုယ့်ရဲ့ယဉ်မှန်းချက်တွေအိမ်မက်တွေကိုယ့်ရဲ့ဖြစ်ချင်တဲ့ပန်းတိုင်တွေအားလုံးအားလုံးအားလုံးအခုကြည့်ရှုနေတဲ့တအိုးချင်းဒီတိုင်းမှာဒါရှိမှာပါပဲ။ဆိုတော့ဒီအရာတွေအကုန်လုံးဒီအခက်ခဲတွေအကုန်လုံးကိုနော် ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေအကုန်လုံးရှိတယ်လို့တစ်ဖက်မှာလည်းအခက်ခဲတွေဒီဖြစ်ချင်တယ်ဆိုရယ်ဆန္ဒအနောက်ကိုလိုက်ရင်လောက်ကရင်ရုံးကန်ရင်နဲ့ကျွန်တော်တို့အခက်ခဲတွေရှိတယ်အဲ့လိုပဲဘဝမှာကျွန်တော်တို့တရက်တရက်ကျွန်တော်တို့ဖြတ်တန်းနေရတဲ့ပျော်ရွှင်ခြင်းပျော်ရွှင်ခြင်းဒါစိတ်ညစ်ခြင်းနှစ်ခုလုံးကိုတွန်တွဲပြီးတော့ကျွန်တော်တို့ကြုံရစမြဲပဲအလောက်က pressure တွေရှိမယ်မိသားစုအရေးရှိမယ်ရေးပေါင်းများစွာကကျွန်တော်တို့ကြုံရတဲ့ pressure တွေရှိပါတယ် ဆိုတော့ဘာပဲပြောပြောအဲ့ pressure တွေကိုလည်းကျွန်တော်တို့ကြော်လွန်ပြီးတော့ဒါရအောင်လုပ်ရမယ်ပေါ့နော်ဆိုတော့အားလုံးမှာလည်းဒီလိုမျိုးရေးပေါင်းများစွာရဲ့ပြဿနာတွေရှိမယ်ဆိုတော့ဘာပဲပြောပြောအဲ့ရေးပေါင်းများစွာရဲ့ပြဿနာတွေကိုကြော်လွန်ပြီးတော့မှကျွန်တော်တို့လုံနိုင်တယ်လုံလို့ရတယ်ဆိုတာမျိုးကိုလည်းဒါကျွန်တော်မြင်သားစေခြင်း ਨੇ ကျွန်တော်ကတော့အခုလိုကျွန်တော်ရဲ့ကြုံတွေ့ရတဲ့အခက်ခဲတွေနော်အခက်ခဲတွေကျွန်တော်မှလည်းရှိတယ်ဒါစိတ်ညစ်စရာတွေအခက်ခဲတွေဆိုတာကို ဒါဘလိုဝဲဖြစ်ဖြစ်ကျွန်တော်ကတော့ရအောင်ကြော်လွားမယ်ဖြတ်တန်းမယ်အဲ့ဒါဘရင်တော်ဖောင်ဖြဲစိတ်ဆိုတာအလကားကျွန်တော်တို့ကဒါရှိလာတဲ့စကလုံးလေးမဟုတ်ဘူးဆိုတော့ဘရင်တော်ဖောင်ဖြဲစိတ်နဲ့ကျွန်တော်ကတော့အပြတ်ကျုံးမှာပါအဲ့ဒါတော့ဒေါ်လာတစ်တောင်းကနေကျွန်တော်တို့တစ်သိန်းကိုပြောင်းလဲမှာဖြစ်ပါတယ်ဆိုတော့ trading ထဲမှာရောညီကိုမောင်နှမတွေကဒါတကယ်ပဲအလိုပြောင်းလဲခြင်းနဲ့စခြင်းနဲ့တွားခြင်းနဲ့ဒါမျိုးတွေရှိကြလားပေါ့ တော့ကျွန်တော်ကဒီလိုအခုလိုမျိုးလုပ်ပေးရတယ်ကျွန်တော်ရဲ့ဒီ challenge ပေါ့နော်ဒီ challenge ကရည်ရွယ်ချက်ရည်မှန်းချက်က ကျွန်တော်တို့ဒါ3လအတွင်းရပ်ပေါင်း60ပေါ့ရန်နေဆိုရပ်ပေါင်း60 3အတွင်းမှာကျွန်တော်ဒေါ်လာ1000ကနေပြောမှာဒေါ်လာ3သိန်းကိုဒါစွစုပေါင်းအမြတ်အနေနဲ့ဆို6000တိတိရှာမှာပေါ့ဗျာအဲ့ဒါရာဂိုင်းနှုန်းနဲ့ပြောမယ်ဆိုရင်တော့ဒါ1000ရာဂိုင်းနှုန်းဖြစ်သွားပြီဗျာတလားကို300ရာဂိုင်းနှုန်းလောက်ပြန်ရှာမှာဆိုတော့ ဆိုတော့ဒါကိုကျွန်တော်ကတော့ထွက်သွားမယ်ရှာသွားမယ်ဒါပြန်ပြတ်တွက်ပြပေးရပါတော့ဘလို trading style နဲ့ကျွန်တော်ကလုတ်သွားမှာလဲဆိုရင် swing ကျွန်တော် position ဒီနှမျိုး trading style နဲ့ပဲကျွန်တော် trade လုတ်သွားမှာဖြစ်ပါတယ် swing trading style ရဲ့ကျွန်တော်တို့ position trading style အဲ့ trading system တော့ကျွန်တော် boolean trading system ကျွန်တော်ရဲ့ trading system ကိုအသုံးပြုသွားမှာဖြစ်တယ်ဆိုတော့ trade map ကတော့ကျွန်တော်ဒါရွှေ trade မယ် silver trade မယ် stock တွေ trade မယ် ဆိုတော့ဒီအပိုင်းလေးတွေကို trade မယ် trade မဲ့ session ကကျွန်တော် new york session မှာ trade သွားမယ်တရက်ကိုကျွန်တော်အချိန်အများကြီးမပေးပါဘူး၄နာရီပဲပေးမှာပါ၄နာရီတိတိကျွန်တော် focus လုပ်မှာဖြစ်ပြီး new york session တိုင်းမှာကျွန်တော်၄နာရီတိတိဒီအကောက်ကိုတရက်ကို၄နာရီ focus နဲ့၃လအတွင်းမှာ swing ဒါ position trading style နဲ့ကျွန်တော်ရဲ့ boolean trading ဒါ system ကိုအသုံးပြုပြီးတော့ကျွန်တော်ရဲ့စီကန်းတွေဒါကျွန်တော်ချမှတ်ထားတဲ့စီကန်းတွေ system တွေအတိုင်းကိုကျွန်တော် တတွေမတိန်လိုက်နာပြီးတော့เนาะလိုက်နာပြီးတော့မဖောက်ပြက်ပဲလိုက်နာပြီးတော့မှကျွန်တော်ရောင်းဝယ်လုပ်มาပါဆိုတော့ ဒီရောင်းဝယ်မှာလဲဒါအားလုံးကလဲဒါစောင့်ကြည့်လို့ရတယ်အဲ့တော့ဒီလိုလုပ်ပေးရတယ်ဆိုတော့ဒီအဓိကရည်ရွယ်ချက်ကတော့ဗောနော်ဘာပဲပြောဒီ trading ထဲမှာဗောနော်အာဝင်လာတဲ့ညီကောင်မောင်နှမတွေအာ trading ထဲမှာဗောဗျာနိုင်ငံတကာနဲ့ဒန်းတူဗောနော်မြန်မာလူငယ်တွေကိုတခြားနိုင်ငံတကာနဲ့ဒန်းတူအသိပညာအတတ်ပညာတွေအောင်မြင်နိုင်တယ်ဆိုတာမျိုးကိုတက်တည်ပြကြလို့ပါအာနောက်တစ်ချက်ကတော့ကျွန်တော်တို့ trading ဆိုတာကဒါစီကန်းနဲ့စနစ်နဲ့တေချာလုပ်ပြီးသွားမယ်ဆိုရင်ဝင်ဝေတစ်ခုရတယ်ဝင်ဝေတစ်ခုရှာလို့ရတယ်ဆိုတော့ဉာဏ်ပညာ wisdom ကိုဒါကိုကိုရိုင်းကလည်းထပ်မံပြီးတော့ရရှိစေဖို့ဖြစ်ပြီးတော့တခြားအများပြည်သူကလည်းเนาะဒီလိုမျိုး trading career လမ်းကြောင်းရှောက်နေတဲ့ trading ဒီ industry ရဲ့မှာရှိနေတဲ့ဤကောင်မောင်နှမတွေလည်းဒါကိုလက်တွေ့ခံစားသိရှိစေဖို့ဖြစ်တယ် ဆိုတော့နောက်ဆုံးကတော့ကျွန်တော်တို့အရေးကြီးဆုံးကတော့ဒါကျင်းဝစ်တိတ်ခါနဲ့ပြည်စုံပြီးတော့မှထူးချွန်ထက်မြက်တဲ့မြန်မာ trader community ဒီ community ကြီးတစ်ခုဖြစ်လာဖို့ကျွန်တော်ကနေပြီးတော့မှဒါလက်တွဲခေါ်ပြီးဥဆောင်လမ်းပြခြင်းလို့ဖြစ်ပါတယ်ဆိုတော့ဒါ trading ကိုစိတ်ဝင်စားတဲ့သူတွေအောင်မြင်ခြင်းတဲ့သူတွေအဲ့တော့ trading ထဲမှာဒါဖြတ်တန်းနေတဲ့ညီကောင်မောင်နှမတွေအားလုံးကိုကျွန်တော်ရဲ့ဒီ90ရက်ပေါ့နော်ဒီ3လအတွင်းမှာ ဒါ trade လောက်သွားမယ်ဒေါ်လာ1000နေ3000ကြီးပြောင်းလဲသွားမယ်အစီအစဉ်ကိုလည်းအနီးကပ်ကြည့်ပေးပါဦးအဲ့တော့ကျွန်တော်ဒီစီဇန်လေးကိုလှုပ်လိုက်တဲ့အဲရွေချက်ရီမန်းချက်ကတော့ဒါဒီ3ချက်ကြောင့်ကျွန်တော်အလုံးဝချင်းဖြစ်တယ်ဆိုတော့ကိုကုတ်ကိုလည်းအစိမ်ခေါ်တာဖြစ်ပြီးဒီထဲမှာကျွန်တော်အတွက်အခက်ခဲလေးရှိတာအခက်ခဲဆိုတာဗျာအစီအစဉ်မစခင်မှာကျွန်တော်ဒီစီဇန်ကိုစရင်ခက်ခဲတာကျွန်တော်အတွက်အဲ့ချိန်ကိုမှန်အောင်လုပ်အောင်ကျွန်တော်မှာအဲ့တဲ့အချိန်လေးအခက်ခဲရှိရဲတိုးပေမဲ့ ကျွန်တော်တို့ဒေါ်လာတစ်တောင်းအနေအောင်တသိန်းထိပြောင်းလဲမှာပဲဗျာဟုတ်လားမလားကိုယ့်ရဲ့ဒီအိတ်ချိန်လောက်ကတော့ဒါကတော့မိုင်းတာပါဆိုတော့ဒါလည်းအစဉ်ပြေဝအောင်လုပ်ရမှာပေါ့လေဆိုတော့ကျွန်တော်ဒါ train နေနေလေတရက်တာကျွန်တော်ရဲ့တရက်တရက်တာမှာမပြတ်တမ်းမပြတ်တမ်းမပြတ်တမ်းကိုယ့်ရဲ့ဒါ self improvement ပေါ့နော်ကို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 တိုးတက်ဖို့အပိုင်းကိုလည်းမပြတ်တမ်းလုပ်ဖို့လိုပြီးတော့မှဒါစာဖတ်မယ်ပြီးတော့နေ့စဉ်လဲဒါကျွန်တော်တို့ဒါလမ်းလျှောက်တာနော်နေ့စဉ်မပြတ်တမ်းတာ အချိန်မှမှန်စားရတာဒါတွေကိုလည်းမှန်အောင်လုပ်ရမယ်ပေါ့ပြောရမယ်ဆိုဒီ challenge ကပုံမှန် trader တခုတည်းကိုအာရုံစိုက်ရမှာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ daily daily တရက်တာလုံးရဲ့ဒီ time table တခုလုံးပေါ့ဗျာ time table တခုလုံးတေချာလေးကိုတေချာလေးကို fix လုပ်ရမယ်ပြီးတော့မပြတ်တမ်းလုပ်ရမယ်ပြတ်သွားမယ်ဆိုရင်ကိုကဘာဖြစ်မလဲဆိုတော့အာ time table တွေမှာကိုကအချိန် management ပေါ့နော် time management အားနေပါနဲ့ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့က အာဒီဘက်မှာအစီအစဉ်လောရတဲ့အရာတွေကျွန်တော်တဖြည်းဖြည်းနဲ့ညော့နေလာမှာပေါ့အဲ့တော့အဲ့အရာကြီးလည်းမပြတ်အောင်လည်းအာရုံစိုက်ရမယ်အဲ့တော့ပုံမှန်ကျွန်တော်ရဲ့ကုမ္ပဏီအလုပ်တွေကိုကျွန်တော်လုပ်ရမယ်ပြီးတော့နေ့စဉ်ကျွန်တော်ရဲ့အကျန်းမာရေးလူမှုရေးဟလာကျွန်တော်ရဲ့ဒီတရက်တာနေ့စဉ်ဖြတ်တန်းတဲ့ဒီ personal ကိစ္စအရေးဒီရေးရုံလည်းကျွန်တော်အဆင်ပြေအောင်ဒီ24နာရီထဲမှာအဆင်ပြေအောင်လုပ်ရမယ်ဆိုတော့တရက်တာရဲ့၄နာရီကို focus လုပ်ပြီးတော့မှဒါရပောင်း60 3လအတွင်းမှာ တတောင်းအနေတသိန်းကိုပြောင်းလဲမယ်ဆိုတော့အကောင့်လေးတွေကိုလည်းကျွန်တော်ကဘယ်လိုလေးလှုပ်ထားလဲဆိုရင်တစ်လတစ်ခါလောက်တော့ကျွန်တော် inversion password လေးတွေကိုချပြပေးဖို့ကျွန်တော်စီစဉ်ထားတယ်အဲ့ဒါလိုက်ပြီးတော့မှကြည့်လို့ရအောင်ပြီးတော့ကျွန်တော် trade တဲ့အချိန်မှာလည်းအာတက်နိုင်သမျှနောက်ပိုင်းတောက်လျှောက်တောက်လျှောက်ရပေါင်း90အတွင်းမှာတော့တက်နိုင်သမျှမဟုတ်အကုန်လုံးတော့ပါအောင်ပေါ့နော် ဘာလို့မှာလဲဆိုတော့ကျွန်တော်တို့ aura ဝင်ခဲ့တဲ့အရာကြီး trade ခဲ့တဲ့ trade တဲ့အချိန်မှာကျွန်တော် aura ဝင်တဲ့အချိန်မှာ ဖြစ်တဲ့ခံစားချက်တွေဟုတ်လား aura ထွက်သွားပြီးတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်တွေပြီးတရက်တာရဲ့ကျွန်တော်ရဲ့စီးကန်းတွေကိုကျွန်တော်ဘယ်လိုလိုက်နာခဲ့လဲဒါလေးတွေကိုလည်းကျွန်တော်ဓာတ်လျှောက်မပြတ်တမ်းဒါကျွန်တော်နေ့စဉ်မပြတ်တမ်းကျွန်တော်တင်ဆက်ပေးမယ်မျှဝေပေးမယ်ပေါ့နော်ဆိုတော့ aura တွေကိုဘာကြောင့်ဝင်လိုက်လဲဘာကြောင့်ထွက်လဲဝင်တဲ့အချိန်မှာဘယ်လိုခံစားခဲ့ရလဲထွက်တဲ့အချိန်မှာဘယ်လိုခံစားခဲ့ရလဲ အာစီမင်းစီကန်းတွေရောဘယ်လိုမပြတ်တမ်းလိုက်နာရတယ်စီကန်းတွေကိုချိုးဖောက်ဖို့ဖြစ်တဲ့အချိန်အဲ့ဒီအချိန်ကျရင်ရောကျွန်တော်ဘယ်လိုဖြစ်မှာလဲအခုကတော့ကျွန်တော်အနေနဲ့ရအောင်မပြတ်တမ်းသွားမယ်အဲ့တော့ကျွန်တော်အတွက်ကျွန်တော်ချတာရဒီစီကန်းတွေ time management တွေလုပ်ရင်းနဲ့ကျွန်တော်ခက်ခဲတာတွေကဘာတယ်ကျွန်တော်တို့အရန်ဟိုမှာဒါခက်ခက်ခဲခဲနဲ့ကြော်ဖြတ်ရတဲ့အရာတွေကဘာတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ဒါလုံးဝ documentary ပဲကျွန်တော်ရိုက်ပြတင်ဆက်ပါပါ live ပဲเนาะကျွန်တော်ဘာမှအာတကူးတကား ပြန်ပြီးတော့လောက်ထားမှာမဟုတ်အကုန်လုံးက live ပဲသွားမှာပါဆိုတော့ဒီပိုင်းလေးတွေကိုကျွန်တော်တို့စပါမယ်အဲ့တော့ inverter passport လေးယူတော့ကျွန်တော်အနေနဲ့ဒါတစ်လတစ်ချိန်ချပြပေးမယ်ဆိုတော့စီကန်းလေးတွေပေါ့နော်ဆိုတော့စီကန်းလေးတွေကကျွန်တော်ဘာလောက်ထားလဲဆိုတော့ဒီစီကန်းမှာကျွန်တော်အနေနဲ့เนาะအာဘာလေးလောက်ထားလဲဆိုတော့ risk management အပိုင်းပေါ့ risk management အပိုင်းဆိုရင်ကျွန်တော်1 2 3 attack ကို track သွားမယ် 1 2 3 attack အထက်ကို trade သွားမှာဖြစ်တဲ့အတွက်1 2 3အနေဆုံးရှိမယ်1 2 3အထက်မှာပဲရှိမယ်ဆိုတော့ transition တကြောင်ချင်းဒီရဲ့ဒီ risk management ဘယ်လောက်တရက်ကိုအရှုံးခံမလဲအဲ့ဒါရှုံးရင်ကျွန်တော်ရက်ကိုရက်မှာဖြစ်တယ်အာ strategy ကပဲပြပြဘယ်လိုပဲပြပြအာကျွန်တော်ချမှတ်ထားတဲ့ဒီ risk management က target ကရပြီဆိုရင်လည်းကျွန်တော်ရက်နာမှာဖြစ်ပြီးတော့ကျွန်တော်တတ်မှတ်ထားတဲ့အရှုံးကိုရောက်သွားရင်လည်းကျွန်တော်လုံးဝရက်နာမှာဖြစ်တယ် ပြီးတော့ session strategy ကမပြောတဲ့ entry မျိုးတွေကိုလုံးဝလုံးဝမလုပ်ဘူးအကယ်လို့အဲ့လိုမျိုးတွေချိုးဖောက်ခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ trading တွေကိုကျွန်တော်ဒါ၃ရက်နားရမယ်၃ရက်နားရမယ်ဆိုတော့တွက်ကြည့်ပါဒါကျွန်တော်အနေနဲ့ဒါ trading trade နဲ့ဆိုရင်တွက်ကြည့်ပတ်သက် amount နဲ့ဆိုရှာမယ်ရက်ကဆိုတော့ဒါကတော့ကျွန်တော်ကိုကိုကိုစီကံကိုချိုးဖောက်ခဲ့ရင်ကျွန်တော် trading တွေကိုကျွန်တော်၃ရက်နားရမယ်ပေါ့နော်ဆိုတော့တစ်ပတ်လုံးမှာကျွန်တော်က ဒါတရက်ကိုဒါ1 2 3နဲ့တွားတယ် transition တကြောင်းချင်းဒီမှာဒါ2% 3%ပဲယူမှာဖြစ်တဲ့အတွက်ဖြစ်တဲ့အတွက်เนาะကျွန်တော်ကဒီ trade လုပ်တဲ့အဲဒီ risk တွေရဲ့ percentage ကိုတစ်ပတ်လုံးမှာ7%လောက်ထပ်ပုံမယူပါဘူးတစ်ပတ်လုံးမှာ7%ပဲယူရမယ်တစ်ပတ်လုံးအများဆုံး7%ပဲတကယ်ရတော့ကျွန်တော် average 5%တွင်းမှာရအောင်ကျွန်တော် manage လုပ်မှာပါ ော့တပတ်လုံးရှုံးတဲ့အခါမျိုးနဲ့ကြုံတဲ့အခါကျရင်ကျွန်တော်အနေနဲ့ကျွန်တော်နှစ်ရက်ပြန်နားဖို့စီစဉ်ထားတယ်အဲ့တပတ်လုံးရှုံးနေတပတ်လုံးကကျွန်တော်တို့က minus ဖြစ်တယ်တောက်လျှောက်ပေါ့အာကျွန်တော်ရဲ့တပတ်လုံးဆိုတာ sorry ကျွန်တော်ရဲ့ဒီ trading ဒီ order ကျွန်တော်ရဲ့ SL ထိတယ်ကျွန်တော်ရဲ့ trading system strategy မှာပေါ့နော်အာဘာလို့ကျွန်တော် day trade သွားမှာမဟုတ်ဘူးဆိုတော့အာဒါတလဒါပမာဏမှာပေါ့ဗျာဆိုတော့အဲ့တလလောက်မှာပမာဏမှာကျွန်တော် minus အပိုင်းကိုဥတီတဲ့အပိုင်းလေးတွေ trade အပိုင်းလေးတွေက asset အပိုင်းကတောက်လျှောက်၅ချောင်းနဲ့အထက်ထိရာမျိုးဖြစ်လာတယ်ဆိုတော့တပတ်တာရဲ့ဒီခုနသတ်မှတ်ထားတဲ့7% 5%လောက်ကိုဖြစ်သွားတယ်ဆိုတော့ကျွန်တော်နှစ်ရက်ကွက်ကိုနားမှာပါဆိုတော့အဲ့ဒီရဲ့နားတဲ့အချိန်မှာလဲဈေးကွက်ကိုပြန်ပြီးတော့မှ landing လုပ်မယ်ကိုကိုကို အားပြန်ဖြည့်မယ်ပေါ့ဆိုတော့ဒါမျိုးလေးတွေလည်းကျွန်တော်ချမှတ်ထားတယ်ပြီးတော့အချိန်ကတော့ New York Session မှာမဖြစ်မနေ၄နာရီအချိန်ကွက်တီပေးဖို့စီကန်းတွေကိုမဖြစ်မနေလိုက်နာဖို့ ကျွန်တော်ခရီးစဉ်တလျှောက်လုံးတစ်ခုလုံးမှာမပြတ်တမ်းကိုလည်းကျွန်တော် live လေးတွေတင်ပေးမယ်။ order ဝင်တဲ့အခါ order ထွက်တဲ့အခါ အာဒါဟိုရာဝင်ပြီးရောဟိုရာထွက်ပြီးသွားရင်ဖြစ်တဲ့အရာဒါတွေအကုန်လုံးကိုလည်းကျွန်တော်မျှဝေပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့တရက်တာရဲ့လုပ်ငန်းတွေတနေ့တာလုံးလည်းမပြတ်တမ်းကျွန်တော်ဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပဲစမှာဆိုတော့ဒီနေ့ညအကောင့်လေးယူတော့စပြီးရောကျွန်တော်အခုအကောင့်လေးတွေကတော့တကောင့်ကတော့လုတ်ပြီးပြီ။ကျောင်း9000နှစ်ကောင့်ခွဲထားမယ်။အဲ့တော့9000နှစ်ကောင့်ကိုတကောင့်မှာရွှေလုံးမယ်တကောင့်မှာ stock လုပ်မယ်။ဆိုတော့အဆင်ပြေသလိုကျွန်တော်လုပ်မှာပေါ့နော်9000နှစ်ကောင့် ခွဲရမယ်တမင်သက်သက်9000နှစ်ကောင်ခွဲတာပါတထောင်တမင်မပေါင်းတော့ဘင်းနဲ့9000နှစ်ကောင်ခွဲလိုက်တာပါဆိုတော့တကောင်ကတော့လုတ်ပြီးပြီနောက်တကောင်ကတော့ဒီညမှာတော့ကျွန်တော်ပြီးအောင်လုတ်မယ်ပေါ့လေအခုခဏနေလဲအပြင်လေးသွားစရာရှိတော့အဲ့တော့ခဏကျွန်တော်ညကြရင်ပြီးအောင်လုတ်မယ်ဆိုတော့ဒီညကျွန်တော်အကောင့်အားလုံးပြီးပြီအခုစီမင်းစီကန်းလေးတွေဒီနေ့ဒေးမှာပဲကျွန်တော်စမယ်ဆိုတော့စတဲ့ trade ရဲ့အရာကတော့ကျွန်တော်မနက်ဖြန်မှာ entry ကောင်းလေးစယူမှာပေါ့လေဆိုတော့ challenge ကတော့ ဒါ coding ကျွန်တော်တို့ဒေးစပါပြီကြောစောင့်ကြည့်ကြပါဦးပြောင်းလဲခြင်းနဲ့ညီကိုရရှိရင်လဲစီကန်နဲ့စနစ်နဲ့တကယ်ပြောင်းလဲလို့ရတယ်ဆိုရဲအပိုင်းကိုလဲကျွန်တော်တို့အတူတူသွားကြပါမယ်ဆိုတော့ရပောင်း90 3လတက်လျှောက်လုံးမှာဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့ challenge ကို အောင်နိုင်မလားเนาะအောင်ဖို့တော့ပဲစူးစမ်းပြီးသွားမှာပဲအဲ့တော့တက်လက်စာတွေမှာ နောက်တစ်ခုကတော့ရပောင်း90မှာမှအာဒီတော့အနေနဲ့50%အထက်ဖြစ်တယ်เนาะ50%အထက်မှာရှိနေတယ်အာ9000နဲ့အထက်မှာရှိနေရဲ့ဆိုရင်ကျွန်တော်အချိန်ပိုတလဆိုပြီးတော့ကိုယ့်ဟာကိုဒါအင်တာနက်မှာပေးထားတယ်အဲ့ဒါကတော့ကျွန်တော်က50%အထက်မှာရှိနေရဲ့ဆိုမှအချိန်ပိုရမယ်ဆိုတဲ့တဘောပေါ့เนาะအကယ်လို့50%အထက်မှာမရှိဘူးဆိုရင်တော့ကျွန်တော်အချိန်ပိုမရတော့ဘူးအဲ့ဆိုကျွန်တော်ရဲ့ challenge က full ဖြစ်မှာပေါ့အဲ့တော့ challenge ကတသိမ်းမရောက်ဘူးဆိုရင် full ဖြစ်မယ်အဲ့တော့တသိမ်းမရောက်ခဲ့ရင်ဘယ်လောက်ဒီပမာဏ ကိုလည်းရောက်မယ်အဲ့ဒါကိုလည်းကြည့်မယ်ဆိုတော့ account ကိုလည်းကျွန်တော် live တာ investor pass sorry တစ်လတစ်ခါချချပေးသွားပြန်အဲ့တော့ကျွန်တော်ရဲ့ trade order တွေလည်းတောက်လျှောက်ပြောပေးသွားမယ်အဲ့တော့ဒီ live ဒီ challenge အစီအစဉ်လေးကိုပေါ့เนาะအခုဒီ live မှာမေးစရာလေးများရှိကြလားသိကြတာရောရှိကြလားညီကောင်မောင်တို့မတွေဗျအကိုရိုင်းငွေကြေးနဲ့ပဲသွားမှာပါအာ fan fan deck တွေ fan deck အစီအစဉ်တွေမဟုတ်ပါဘူးကိုတီးရမင်္ဂလာပါ ကိုရဲမှန်မင်္ဂလာပါကိုဝီလျံမင်္ဂလာပါဆစ်ဆွေစင်မင်္ဂလာပါဟိုအာဆစ်ဆူလိုက်နေမင်္ဂလာပါမရေမင်္ဂလာပါဗျာကိုထွန်းသိမ့်မင်္ဂလာပါ MK Fashion မင်္ဂလာပါ bro ခွေးတိုင်းမောမင်္ဂလာပါမဟုတ်ပါမင်္ဂလာပါကိုအောင်စောမင်းကိုကြီးမင်္ဂလာပါကိုကြည်စောမင်္ဂလာပါကိုပြည့်စောမင်္ဂလာပါကိုရှိုင်းထက်မင်္ဂလာပါအားပေးနေပါရဲ့ဗျာအားပေးနေပါရဲ့ဆရာ fighting bro တဲ့ okay ဗျာအားလုံးပဲဒါကျွန်တော်တို့စပါမယ်ဒီ season လေးကို ဆရာအခုလို live ပဲ live ပဲလွှင့်ပေးမယ်မဟုတ်လား live ကတော့ကျွန်တော်တောက်လျှောက်တော့လွှင့်ခြင်းမှာလွှင့်ကောင်းလွှင့်နိုင်မှာပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ challenge ပိုင်းကျွန်တော်အယုံ site မှာဆိုတော့ day trade ပိုင်းတော့ကျွန်တော်ဟိုပေးမယ်တို့ပေမဲ့ live လွှင့်တာ လိုက်ဖရင်ပြီးပေးတာပြီးကောင်းပေးခြင်းမှာပြီးနိုင်တော့မယ်ဆွဲနေပိုဆက်ရှင်တွေတော့ပို့ပြီးတော့မှအသာပြီးမှာပေါ့နော်ဒီဘိုင်းလေးတွေကတော့ကျွန်တော် Telegram ထဲမှာဒါအသင့်သင့်ရယ်လဲကျွန်တော်တောက်လျှောက် market update เนาะ market သုံးသက်ချက်လေးတွေ market ဝင်သိတဲ့ဈေးတန်းလေးတွေဒါအသင့်သင့်ရယ်လဲကျွန်တော်ပြီးမှာပါ ဆွင်းနဲ့ဆွင်း swing position တိုင်း trade သွားမှာပါဟုတ်ကဲ့ပါဗျာဆိုကျွန်တော်တို့ဒါ ရလို့မရှိတော့ဘူးဆိုရင်တော့ကျွန်တော်ရဲ့ဒီ challenge ကဒီ live stream လေးကိုဒီမှာပဲရပ်ပါမယ်။ဟုတ်ကဲ့ပါ။တင်တန်းအတွက်လေးရလေ။မနေ့ပြန်လာအောင် update ဒါ Telegram နဲ့ TikTok မှာမျှဝေပေးပါမယ်။အချင်းချင်းစင်းလေးတွင်းလို့ရပါပြီ။ဆိုတော့တင်တန်းတက်ချင်တဲ့ညီကောင်မောင်မတွေလည်းအခုတရက်နေ့ရက်နေ့၅ရက်နေ့ကိုကျွန်တော်ဒါအခမဲ့တင်စားပေးမယ့်အစီအစဉ်ရှိပါတယ်။ဇွန်ကနေတင်ပေးမှာပါ။ ဒါမြန်မာစံတော်ချိန်ညနေပိုင်းတော့ဖြစ်မှာပေါ့နော်အခု challenge လေးစပြီဆိုတော့အာ US session တော့မဟုတ်ဘူးအဲ့ရဲ့အရှိပိုင်းလေးညနေပိုင်းမှာပဲကျွန်တော်စမှာပါမနက်ဖြန်အသေးစိတ်ကျွန်တော်တင်ပေးပါမယ်ဆိုတော့အဲ့ချိန်ကျရင်လေဒါစိတ်ရင်းသွင်းပြီးတော့လာ ရောက်တက်လို့ရပါတယ်အခမဲ့ပါတကယ်ဟိုမှာ trading ကိုတက်မြောက်ချိန်နဲ့ဒီကိုမှညီမတွေလာရောက်တက်ဖို့လေဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ challenge လေးကိုလေဒါအကောင်းဆုံးအကောင်းဆုံးအကောင်းဆုံးစတင်ပါမယ်ဆိုတော့ ကိုကိုကိုလည်းအများကြီးဒါကြော်လွားမယ်အခက်အခဲမှန်များကိုကျွန်တော်ဘယင်းတော်ဖောင်းဖြတ်စိတ်နဲ့ပဲဆက်သွားပါမယ်ဆိုတော့ trader ညီကိုမောင်မားတွေအားလုံးလည်းအမျက်ရကြပါသည်နေကောင်းချမ်းမာပြီးတော့အဆအဆရာအဆင်ပြေပါသည်ဆိုတော့နောက်ရက် live stream တွေ live stream တွေမှာလည်းတွေ့မယ်ဒီည live stream မှာလည်းတွေ့မယ်ဆိုတော့ challenge ကဒီရက်60တလျှောက်လုံးကျွန်တော်တို့အစီအစဉ် live stream တွေမှာလည်းတွေ့ပါမယ်ဆိုတော့အားလုံးဒါ see you ပါ